Hello ဆရာရီနော်ပါမင်္ဂလာပါရှင်ကျမကတော့မိုင်းလေးပါဒီခါမှာတော့ဆိုင်းဆရာစင်ညီတာတာရဲ့ Hope ဆိုတဲ့စာအုပ်ထဲမှာလူတန်ဖို့ဆိုတဲ့ဆောင်းပါတူလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့လိုက်ပါရင်နဲ့ဆက်ပြကြပါအောင်ရှင် Let's go လူတန်ဖို့လူတယောက်ရဲ့တန်ဖို့ကယောက်ျားပဲနှစ်ယောက်ရဖို့တယ်မိန်းမပဲနှစ်ယောက်ရဖို့တယ်လူပဲနှစ်ယောက်နဲ့အိပ်ဖို့ရတယ် ိုင်းတာလို့မရပါဘူးလူတယောက်နဲ့တယောက်ချစ်ကြတယ်ခြိုက်ကြတယ်အိတ်ကြတယ်ဒါကဟိုးတဲ့ဦးဆံပိုင်ပြင်ခေတ်ကလေးကရှိလာတဲ့ကိစ္စပါပဲလူတယောက်နဲ့တယောက်ချစ်ကြခြိုက်ကြလူတယောက်နဲ့တယောက်ချစ်ကြလို့ကြိုက်ကြလို့ယူကြတယ်လူတိရှင်ကြလက်ထကြတယ် အတူတူတိမ်နေနေကြရဲ့အဆင်ပြေရင်တပွားလုံးရှိစေကြမယ်အဆင်မပြေလို့တယောက်နဲ့တယောက်ညှိမရရင်လမ်းခွဲကြရဲ့ဒါကအကပနေရဘယ်နေရာမဆိုဖြစ်နေရဲ့ကိစ္စတခုဖြစ်ပေမဲ့မြမပြေမှာတော့အိမ်ထောင်ခွဲတစ်ခုလားမဟုတ်ဆိုမှကလေးတယောက်အမေဆိုပြီးချိုးချိုးနေနေနေခေါ်ကြပါရဲ့။ဒါကြီးကိုဘယ်ကလေးကစလိုက်တာလဲမသိပေမဲ့ထပ်ပြီးအဲ့လိုခွဲခြားနှင်းချတယ်လို့တန်ဖိုးကြတယ်လို့ပြောဆိုတာတွေကို ရက်စိတ်ခြင်းရဲ့အတွေ့အခေါ်တွေကိုစပြီးပြုပြင်မှရပါမယ်။ကိုပတ်ဆံကိုရှာပြီးကိုထမင်းကိုစားနေတဲ့တန်ဖိုးရှိရဲ့လူနှုတ်လက်ထကြရဲ့အတူတူအိတ်ကြတဲ့ဆက်လုတ်ကြရဲ့အစင်မပြေတဲ့အခါလမ်းခွဲသွားကြရဲ့ဘယ်သူတန်ဖိုးမှရောမသွားဘူးလေ။တလသသိန်းရှာနေတဲ့သူကတလသသိန်းရနေမြဲပဲ။တလနှစ်သိန်းရနေတဲ့သူကတလနှစ်သိန်းရနေမြဲပါပဲသူ့အလောက်အကိုင်းနဲ့ လုံနေစွနဲ့အတက်ပညာပယ်နေရမှရော့မသွားပါဘူးခလေးတယောက်အဖေခလေးတယောက်အမေဖြစ်လို့လဲတံပိုးမှကြမသွားတာလူတံပိုးကဘိုက်ထဲကနေခလေးပယ်နေရောက်ထွက်ဖို့လဲပယ်နေရောက်နဲ့အိပ်ဖို့လဲနဲ့ဆုံးဖြတ်လို့မှမရတာရေးစားအများကြီးထားခဲ့ဘူးလို့အိမ်ထောင်ခဏခဏကြားခဲ့ဘူးလို့သူ့တံပိုးမရော့သွားတယ်လို့ပဝန်းကျင်လို့လဲမထိခိုက်ပါဘူး သူ့ဘဝသူအဆင်ပြေတယ်လို့သူဆုံးဖြတ်တာပါလူတွေကကိုယ့်ဘဝပဲတန်ဖိုးရှိရဲ့ထင်နေကြတာခက်တာ သူများဘဝသူများဒုက္ခကိုနားလည်ပေးကြတဲ့လူကရှားပါတယ်တသက်လုံးဘသူမှမမအိပ်ဘူးပဲပတ်ဝန်းကျင်ရှိသမျှလူတွေကိုဒုက္ခအဆုံးပေးနေတဲ့လူတွေမှအများကြီးပါအိမ်ထောင်ကွဲတိုင်းတန်ဖိုးကြကြေးဆိုရင်တိုက်တက်နေမင်းသမီးကေဝက်စလင်၃ချီတယုံဝင်ကွဲဖို့ပါတယ်ကဘာကျော်အာဗီဒါ ုပ်ရှင်ဇာတ်ကဒါရိုက်တာ James Cameron လေးချိန်တရင်ကွယ်ဖို့ပါတယ်။ Jennifer Lopez သုံးချိန်ကွယ်ဖို့ပါတယ်။သူငယ်ချက် Ben Affleck နဲ့ထပ်ယူဖို့လုပ်နေပါတယ်။ Prophet ကတရင်ဝင်နှစ်ချိန်ကွယ်ဖို့ပါတယ်။တန်ဖိုးတွေကချက်မှမသွားတာကိုဝင်ငွေကိုရှာနေစေကို professional အလုပ်မှာကိုအောင်မြင်နေစေကြော်ကြားနေစေချမ်းသာနေစေပါ။ပတ်ဝန်းကျင်နဲ့လည်းဆိုင်ပါတယ်။ ဒီမှာဆိုရင် blame လို့ကို ပြီးတော့မှာမဟုတ်ဘူးအဲ့လိုအိမ်တောင်ကွဲတာမပြောနဲ့ရီးစားတယောက်နဲ့တွဲကြည့်ရဲ့အစင်မပြေလို့ပြက်ကြဆဲကြပြီးနောက်တယောက်နဲ့တွဲရင်တော့ရီးစားရှုပ်တယ်နော်ဆိုပြီး blame ကြမဲ့ပတ်ဝန်းကျင်တခုကရှိနေပါတယ်လူတယောက်တည်းနဲ့ကြိုက်ပြီးတယောက်နဲ့ပဲယူသွားလို့လဲတန်ဖိုးရှိနေတာမဟုတ်သလိုလူများချင်းနဲ့ကြိုက်ဖို့ပြီးတယောက်ကို ယူသွားတာလဲတန်ဖိုးမဲ့မနေပါဘူး လူပဲနှစ်ယောက်နဲ့ပဲအိပ်ဘူးအိပ်ဘူးဒါကခန္ဓာကိုယ်ပါဝေဖန်ပိုင်ခွင့်မရှိပါဘူးမကြိုက်ရင်ကိုသားသမီးနဲ့မပေးစားနဲ့ပေါ့ဒါပဲရှိတာသဘောလီလွင်လိုက်ပြောနေတာကိုကကိုချင်းမစားလို့ဆက်လုံးပြီလို့တံဖိုးကြတယ်ဆိုတော့ခဏနေမိုင်းဆက်နဲ့လူတွေပေါ့လူကပတ်ဝန်းကျင်နဲ့အစုအဖွဲ့နဲ့နေကြတာပါ လူတယောက်ကိုတယောက်ရိုင်းပင်းကူညီဖေးမှမို့အရန်အေးကြီးပါတယ် ပြူတံပိုးကငွေရှိလို့မရှိလို့တဲ့ပဝန်းချင်ကိုဘာအကျိုးပြုနေလဲသူရှိနေလို့ပဝန်းချင်ဘာတွေအဆင်ပြေနေပြီလဲဘာတွေထိခိုက်နေလဲဒါသူ့တံပိုးပဲငွေကိုထားဆန်နေရမရှိအောင်ချမ်းသာနေပြီမဲ့ကိုမိသားစုအတိုင်းဝိုင်းနဲ့လက်အောက်ငယ်သားတွေကြတဲ့လူကြားသူကြားတဲ့တော့မျက်နှာမပြားရတဲ့သူမျိုးတွေနေရာတိုင်းမှာရှိပါတယ် ကမ္ဘာပယ်နိုင်ငံတော်သားမျက်နှာမောထားနိုင်တဲ့မုံဆိုးမှတကုလအမျိုးသမီးတွေလည်းနိုင်ငံတိုင်းမှာရှိပါတယ်ဒါတွေကလုတ်တံဖို့ဆိုတာမယ်ဒရက်စတဲ့နဲ့မဆိုင်ဘူးဆိုတာဥမာပေးတာပါကို့အလုပ်ကိုလုပ်မယ်ကို့ထမင်းကိုစားတယ်ပတ်ဝန်းကျင်ကိုတော့ခမပေးဘူးတတ်နိုင်တလားကိုညီမယ်ဒါကကို့တံဖို့ပဲဆက်လုပ်ဖို့လို့ကလေးမွေးဖို့လို့ယောက်ျားဆုံးသွားလို့လုတ်တံဖို့ကြမသွားပါဘူး တတောင်းတန်တရွက်ကဘုရားရှင်ပေါ်မှာတင်လဲတတောင်းတန်မှာပဲဘုံဆိုင်မှာရောက်နေလဲတတောင်းတန်မှာပဲနည်းနည်းလေးတော့နုံးနေလဲတတောင်းပါပဲဖနာအောက်မှာဖိထားလဲတတောင်းကတတောင်းပါပဲဒီတော့တတောင်းတန်ကိုပိုင်ဆိုင်တဲ့လူတွေကအမျိုးမျိုးပြောင်းသွားပြီမဲ့တတောင်းတန်ရဲ့တန်ဖိုးကပြောင်းမသွားပါဘူး တထောင်းကတထောင်းပဲကောင်းမွန်စွာတင်းစီတက်တဲ့သူရဲ့လက်ထဲရောက်သွားတဲ့အခါကျရင်တော့အဲ့ဒီတထောင်းတန်လေးကဘသူ့လက်ထဲမှာထမရောက်တော့ပဲအဲ့ဒီမှာပဲတန်ဖိုးရှိစွာ အတ္တိတကြနေထိုင်သွားပါလိမ့်မယ်ကဲစောင်းမလေးကတော့ဒီလောက်ပါပဲရှင်ဆိုတော့ hope sa out day ကမာတိကရအများကြီးပါတယ်ဆိုတော့မာတိကရအကုန်လုံးဖတ်ချင်တယ်ဆိုရင်တော့ဆရာစိတ်ညစ်ရေးသားထားတဲ့ hope ဆိုတဲ့စာအုပ်ကိုပဲဝယ်ဖတ်လိုက်တော့เนาะ 拜拜，那先别了，阿龙妹，继续听嘛，来先，May God bless you。